မင်္ဂလာပါရှင်ဒီကနေ့လူငယ်တန်အစီအစဉ်ကနေကြိုဆိုပါရစေဒီကနေ့တင်ဆက်ပေးမယ့်အစီအစဉ်တွေကတော့လူငယ်တွေကြားမှာခေတ်စားနေတဲ့2019 The Jam Fashion အကြောင်းရှေ့ပြောင်းဒေတာတွေမှာမိသားစုတွေနဲ့အတူလိုက်ပါနေရတဲ့ကလေးသူငယ်တွေအတွဲမြမစာဘာသာရေးကိုသင်ကြားပေးနေတဲ့ဓမ္မစကူကြောင်းကြောင်းထိုင်းနိုင်ငံမြို့တော်ဟောင်းမှာစတင်ဖွင့်ပွဲပြုလုပ်လိုက်တဲ့ဆင်းရဲပါဝင်တဲ့တကြံပွဲတော်မြင်ကွင်း ရာတွေကိုရှုစားသွားကြရမှာဖြစ်ပါတယ်ရှင်။ပရမဥဆုံးနေနဲ့ပြောင်းလဲလာတဲ့ခရီးစည်းကြောင်းနဲ့အတူမြန်မာလူငယ်တွေအကြားမှာခေတ်စားနေတဲ့ဒီဂျန်ဖက်ရှင်တွေလည်းတစ်နှစ်နဲ့တစ်နှစ်မတူအလင်းအမြန်ကူးပြောင်းနေပါတယ်။ဒီခေတ်မှာခေတ်စားနေတဲ့2019ဒီဂျန်ဖက်ရှင်အကြောင်းကိုလည်းကြည့်လိုက်ရအောင်နော်။ ဒီနေ့2019ကြံမှာဆယ်ကျော်သက်လူငယ်တွေကြားခေတ်စားနေတဲ့ကြံဖက်ရှင်တွေထဲမှာစပင်ပုံစံနဲ့အဝတ်အစားပုံစံတွေကတိတာထင်ရှားတဲ့ဖက်ရှင်တွေပါဒီနေ့ကြံဖက်ရှင်စပင်ပုံစံတွေမှာယောက်ျားလေးလူငယ်တွေကြားခေါင်းဘေးကိုအပြောင်းစပင်အပေါ်ထောင်ပြီးတက်တန်းရောင်လိုအယောင်မျိုးစုံရောပြီးစိုးဥကြသလိုစပင်အရှိကိုကျစ်ဆက်ပြီးကျစ်တဲ့ပုံစံတွေလည်းခေတ်စားနေပါတယ်အဲစပင်ကတော့မျိုးစုံပေါ့ ညက်တဲ့ပုံစံအနေထားနဲ့ပြောပြမယ်ဆိုတော့ under cap ဆိုဘေးအပြောင်လေးနဲ့အပေါ်ကတော့အထောင်လေးတွေဒါမှမဟုတ်ဘေးကွဲပြီးတာလေးတွေအဲ့ပေါ်မှာရောင်လေးဆိုးတာလေးပေါ့အဲ့လိုဟာမျိုးလေးတွေခေစားတယ်။နော်အရှိပုံစံအနေနဲ့ဆိုတော့ develop ကြစ်တာတော့ဆိုပြီးကျက်ဆံမိကြစ်တဲ့ပုံစံမျိုးတွေပြီးတော့ alien ဟိုဂျူသားပုံစံမျိုးတွေကျက်ဆံမိအချောင်းလုံးလေးတွေအဲ့လိုဟာမျိုးလေးခေစားတာပေါ့။ကြမ်းမြားဖြစ်ကတော့ gray color ပေါ့။မိခိုးရောင်လေးတွေအူရောင်လေးတွေအဲ့ပေါ်မှာမှမိခိုးရောင်ဆိုလို့ရှင်လေမိခိုးရောင်အစိမ့်ပေါက်လေးတွေလို့ရှင် ပန်းရောင်ပေါက်လေးတွေအနီပေါက်လေးတွေအဲ့လိုဟာမျိုးလေးကပိုပြီးခေစားပေါ့အဲကျွန်တော်ခုနကပြောအန်တာကက်ဆိုတဲ့ဘေးပြောင်ပေါ်မှာအပေါ်ကိုတီးတန်းတက်တက်အဲ့လိုအကြောင်မျိုးလေးစိုးကြတယ်ဒီမှာလည်းအဲ့လိုမျိုးတော်တော်များများစိုးကြတယ်တကြံအဝတ်အစား fashion တွေမှာတော့ main ကလေးလူငယ်တွေဟာပခုံးပေါ်ခါပေါ်အင်ဂျီတွေဘောင်းမီတိုတွေအဝတ်များတယ်လို့လွတ်လပ်တဲ့ freestyle အဝတ်အစားတွေလည်းဈေးကွက်မှာရောင်းအားကောင်းနေပြီးယောက်ျားလေးတွေလည်းပေါ့ပါလွတ်လပ်တဲ့အင်ဂျီဘောင်းမီတွေနဲ့နေအောင်ချီတန်ကာကွယ်ရက်အဝတ်အစားမျိုးရွေးချယ်ဝတ်ဆင်ဖို့ပြင်ဆင်နေပါတယ်။ အော်လွတ်လပ်လပ် freestyle မယ်ကျမမိနဲ့အပေါ်ကကုန်နေပါတော့လက်ရှိနဲ့ပကြံစောကနေပူကနေလောင်မှာဆိုးလို့ပေါ်ပါပဲဝင်မယ်ဒါမဲ့ဟိုနည်းနည်းနေရောတော့လုံချုံဝင်မယ်ပေါ်တော့နေရအရန်ပူနေတော့ဟိုလုံလုံချုံချုံဝင်တဲ့လားဒီနေ့တခြားပြောင်းလဲလာတဲ့ကြံတွင်းဖြောဖြည့်ရေးအစည်းအဝေးမှာလည်း DJ ဖြောဖြည့်ရေးဈေးကွက်တစ်ခုလိုပေါ်ပေါက်လာပြီးကြံမန်းတက်တွေမှာပြည်တွင်းပြည်ပ DJ ခေါ်ယူငားရမှုတွေလည်းမြင့်တက်လာပါပဲ။ တချို့ဆိုရင်ဟိုတကြံ DJ တွေရှိတယ်တကြံနီးမှ DJ ဒိန်းကိုကောက်ဖြစ်တာပြီးပါတယ်အဲ့ဒါကြီးတော့ကျွန်တော်မလိုလားဘူးဗျအဲ့ဒါအများစုပေါ့နော်ဘာဖြစ်လို့ဈေးကွက်ကအရန်တိလာပြီ DJ ဆိုရင်တိန်း20လောက်ရမယ်နော်၄ရက်ဆိုရင်3ရက်ဆိုရင်1ရက်ကို9သိန်းလောက်ရမယ်အဲ့တော့ကွန်ပျူတာတင်ကြတယ်စဉ်းစားတယ်အဲ့ကျွန်တော်အဲ့ဒါအပြည့်မပြောဘူးဗျဒါမဲ့ဈေးကွက်သူ့ရဲ့ဈေးကွက် DJ ရဲ့ DJ ဆိုတော့အရှိကောင်လေးကိုတော့ကျွန်တော်ထည့်ပြောခြင်းတယ် Dip Jockey လို့ခေါ်တယ်။တချို့က DJ ရဲ့အရှိကောင် DJ DJ ဆိုတာဘာမှန်းမသိဘူး။ DJ ကလောက်တာ။တချို့က 共产党呢比八九辈，我们说哪路爱路，路稍微的甜一点，老家，以前路娃子呢，他们啤酒棒还没得啊开嘞，他讲说啤酒的奥妙味，也熟嘞，哦这个，呃，人的话嘞，也硬了。 အရင်ကမြန်မာနိုင်ငံ DJ လောကမှာမျိုးသားတွေပဲများပေမဲ့အခုနောက်ပိုင်းမှာတော့အမျိုးသမီး DJ တွေထိုးဖောက်ဝင်ရောက်လာတာကိုတွေ့ရသလို Thailand, Vietnam နဲ့ Korea နိုင်ငံက DJ တွေကိုလည်းငှားရမ်းဖျော်ဖြေတာတွေ့ရပါတယ်။ဒီနေ့တကြံမှာတော့နိုင်ငံတကာက DJ ဖျော်ဖြေရေးအမှုပညာရှင်အယောက်20ကျော်ဖျော်ဖြေမှာဖြစ်ပါရရှင်။ ဆက်လက်ပြီးတော့ထိုင်းမြန်မာနယ်စပ်ရွှေပြောင်းဒေသတွေမှာမိသားစုအလို့အကိုင်းနဲ့လိုက်ပါရွှေပြောင်းနေကြရတဲ့ကလေးသူငယ်တွေအတွက်မြန်မာစာဘာသာရေးတွေကိုတင် जा ပေးနေတဲ့ဒမတ်စကူကျောင်းတွေဖွင့်လှစ်လာပါတယ်ဒီသတင်းကိုလည်းကြည့်လိုက်ရအောင်နော်ထိုင်းနိုင်ငံဟာ မြန်မာရွှေပြောင်းလုပ်သားတွေအများဆုံးတွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့အိန္ဒိယနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။အဲဒီရွှေပြောင်းလုပ်သားတွေရဲ့မိသားစုနဲ့ကလေးငယ်တွေဟာမိဘတွေအလုပ်လုပ်ကိုင်တဲ့တိုင်းပြည်တွေမှာလိုက်ပါနေထိုင်ပြီးပညာသင်ကြားနေရပါတယ်။ထိုင်းနိုင်ငံမဲဆိုင်မြို့မှာတော့မြန်မာရွှေပြောင်းလုပ်သားတွေရဲ့ကလေးငယ်တွေအတွက်ကိုဗုဒ္ဓဘာသာအခြေခံနဲ့မြန်မာစာအတွက်ကိုပါသင်ကြားပေးနေတဲ့ဓမ္မစကူးအကြောင်းတစ်ခုကိုဖွင့်လှစ်ထားပါတယ်။အဲကျွန်တော်တို့လူမျိုးကျွန်တော်တို့ဘာသာကျွန်တော်တို့ကလေးတွေဟာရေးရှိမှဘလို့သွားမလဲ။ပြီးလို့ရှိရင် ထိုင်းမှာရောက်လာတဲ့ကလေးမှမိဘမှန်သမျှလည်းပဲစင်းရဲကြလေစင်းရဲတော့စင်းရဲမှုအဒီစင်းရဲမှုဒဏ်ကိုကလေးတွေပါခံရတယ်ဒီလောကဒဏ်ကိုပေါ့အဲ့တော့ဒီကလေးတွေကိုမိဘကိုယ်တိုင်ကလည်းပဲဒီစာပေကိုသင်ပေးနိုင်တယ်ပြီးရင်စာပေကိုသင်ပေးနိုင်တဲ့အစွမ်းရှိရင်လည်းပဲမိဘတွေကသင်ပေးနိုင်တယ်သင်ပေးမှအချိန်မရှိဘူးအဲအဲ့ဒါကြောင့်မလို့ဒီရင်းရှိပြန်ကြည့်မယ်ဆိုရင်ဒီကလေးတွေကကြည့်ပြလာတဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံကကလေးလူအခွင့်အရေးပါတယ်အကုန်ဆုံးရှုံးရတယ်ဒီဘာသာရေးခွင့်အရေးလူမှုရေးခွင့်အရေးအကုန်လုံးဆုံးရှုံးရတော့ကအဲဒီကြောင့်တော့မဖြစ်အဖွင့်တော့မဖြစ်တော့ဘူးဆိုပြီးမှ ဒီကျောင်းမှာမြန်မာအလုပ်သမားတွေရဲ့ကလေးငယ်တွေအပြင်ထိုင်းနိုင်ငံသားတွေရဲ့ကလေးငယ်တွေအပါဝင်ကျောင်းသားကျောင်းသူဦးရေ200နီးပါးလောက်ပညာသင်ကြားနေကြတာပါကျွန်တော်ကျွန်တော်နာမည်ကတော့မောင်ပြည့်ပူဆောင်ဖြစ်ပါတယ်ကျွန်တော်အသက်17နှစ်ရှိပါတယ်ကျွန်တော်ကတော့ဒီဘက်ကမဲဆာမနီမှာဘဘကန်းကိုတောက်ချောင်းသွားတက်ပါတယ်ကျွန်တော်ဒီမှာနေတာကျွန်တော်ဒီမှာနေတာနည်းနည်းလောက်ရှိပါပြီဗျတားရင်လုံးကတော့အဖေမျိုး ပြန်ပြောပါဗျဒီဒမတ်စကူတက်လာတာအဖေမျိုးစကိုင်းနားထောင်နေဖေမင်းလေးပြန်မပြောပါဗျထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကင်နေတာဆယ်နှစ်နီးပါးရှိပြီဖြစ်တဲ့ရွှေပြောင်းလုပ်သမားတူဦးကတော့ဒီကြောင်းဖွင့်လက်ထားတဲ့အတွက်သူတို့လိုအလုပ်သမားတွေရဲ့ကလေးငယ်တွေအတွက်မြန်မာစာနဲ့မြန်မာစကားသင်ကြားဖို့အဆင်ပြေနေတယ်လို့ပြောပါတယ်ဘလို့ကျွေးချီလဲဆိုတော့ကျွန်တော်တို့ရွှေပြောင်းလုပ်သမားတွေကဘလို့ပြောရမလဲကလေးဒီမှာကလေးတွေနဲ့ဒီမှာလာနေတယ်လောက်ကင်စားတော့ကြတယ်ဖះနဲ့တရားနဲ့ဝေး ကင်းกว่าနေတော့ဗောနော်ဒီဘက်ကမှသူတို့နိုင်ငံရဲ့ထုံးစံဘာသာအရာလဲကိုရီးယားတိတ်ပြီးမလေးလာမိဘူးလေအခုဒီဘက်ကမှလူလေးရှိလာတော့ကိုရီးယားဖျားတရားနဲ့လည်းနီနီကက်ကက်နေရတယ်အခုနောက်ပိုင်းတရားပွဲတွေပါလည်းလုပ်တယ်ကလေးတွေကတရားဓမ္မနဲ့လိုက်စားဖို့လဲသူတို့ဝါသနာနေပါလာအောင်ကိုရီးယားအဲ့လိုမျိုးဗောနော်ရှေ့ကနေလမ်းဆောင်လမ်းပြပြီးတော့မိဘဟုတ်ဒီဗောနော်အကုန်လုံးအဲ့လိုမျိုးဟောလုပ်ပြရတာဗော ဒီကြောင့်ကို2014ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့လူရှင်တွေရဲ့လူငွေတွေရဲ့ယက်တီနေရပြီးရေရှည်ယက်တီပို့ဆိုရင်တော့ခက်ခဲမယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှာတော့မြန်မာရွှေပြောင်းလုပ်သားဥယေ3000ကျော်လောက်ရှိပါတယ်။ က်လက်ပြီးတော့နေစဉ်နိုင်ငံသားတွေကိုဆွဲဆောင်မှုအပြစ်ပေးတဲ့ထိုင်းနိုင်ငံမျိုးတော်ဟောင်းကစင်တွေပါဝင်တဲ့ကြံပွဲတော်မြင်ကွင်းကိုရှုစားရမှာဖြစ်ပါတယ်ရှင်။နိုင်စင်ထိုင်းနိုင်ငံရဲ့မြို့တော်ဟောင်းဖြစ်တဲ့အယုဒ္ဓယာမြို့မှာကျင်းပပြုလုပ်လေးရှိတဲ့တကြံပွဲတော်ဖွင့်ပွဲမြင်ကွင်းဖြစ်ပါတယ်။ဒီတကြံပွဲတော်ဖွင့်ပွဲဟာတခြားနေရာဒေသတွေထက်ပိုပြီးထူးခြားမှုရှိရာက နိုင်ငံရဲ့ရုပ်ပြဆင်ကြီးတွေကိုဆေးရောင်ချဲတပြီးဆင်တွေနဲ့အတူရေပက်ကစားတာမျိုးပဲဖြစ်ပါတယ်။နေ့စဉ်မယိုးရလေအောင်ကျင်းပပြုလုပ်လေးရှိတဲ့ဒီရေသပင်ပွဲတော်ကြီးဟာနိုင်ငံသားခီးသွားဧည့်သည်တွေအတွက်အထူးစိတ်ဝင်စားစရာတစ်ခုဖြစ်လို့နေပါတယ်။ it's indescribable it's amazing ရုပ်ရမ်းမျိုးကိုအဓိကအခုလုပ်ချင်လာချင်တာဒီပွဲတော်ကြီးကြောက်ပါတကယ်ကိုစိတ်ဝင်စားနဲ့ပျော်ရွှင်မှုပြေဝပေးတဲ့နေရာလေးပါတုတ်တုတ်ဆိုတဲ့ထိုင်းဒေသခံကားကိုစီပြီးအခုလိုစင်နေတဲ့အတူရေသပင်ပွဲတော်ကစားတာအရန်ကိုကျင်းတဲ့အာရပျော်ရွှင်မိတယ်နေရာတိုင်းမှာလွတ်လပ်ပျော်ရွှင်မှုနဲ့အတူ တေးသချင်းတိုင်းလည်းကြားနေရတယ်လူတိုင်းကိုပြောချင်ပါတယ်ဒီနေရာလေးကတကယ်လာလေတဲ့နေရာတစ်ခုပါဗျာ Definitely especially to a UTA မြို့ရဲ့အဓိကလက်မတွေပေါ်မှာဘယ်လူမျိုးဘယ်နိုင်ငံသားမဆိုအတူတူပါဝင်ဆင်နွှဲနိုင်တဲ့ဒီရေသပင်ပွဲတော်ဟာအယုဒ္ဓယာမြို့စီခီးသွွားတွေပူပြီးလာလေခြင်းစိတ်နေရာတနေရာဖြစ်လို့နေပါတယ်ဒီဆွဲဆောင်မှုရှိတဲ့ရေသပင်ပွဲတော်ကို April 23ရက်နေ့ကနေ25ရက်နေ့အထိပျော်ပျော်ရွှင်ရွှင် ကျင်းပပြုလုပ်တာမျိုးလည်းဖြစ်ပါတယ် ဆင်နွေနဲ့ရေကစားရတာစိတ်လှုပ်ရှားမှုအပြည့်ပါတဲ့အတွေ့အကြုံတစ်ခုရလိုက်တယ်လို့ပါပဲပျော်တယ်သူတို့ပတ်တာကို ကြောက်လို့ပတ်ပြေးနေရတာမျိုးကလည်းတမျိုးပျော်စရာပေါ့ဆွန်ကရာလိုခေါ်တဲ့ထိုင်းနစ်တကူရေသပင်ပွဲတော်ဟာကမ္ဘာမှာလူသိများထင်ရှားတဲ့ကမ္ဘာအကြီးဆုံးစိတ်ဝင်စားစရာကောင်းတဲ့ရေသပင်ပွဲတော်လေးဖြစ်ပါတယ် ဒီပွဲတော်စီနိုင်ငံခြားခီးသွွားဧည့်သည်တွေအထူးတလဲလာရောက်ဆင်နွှဲလင့်ရှိသလိုဒေသတွင်းပြပြအိုအိုဖိုးဖွားကလေးတွေကအစပျော်ရွှင်စွာပါဝင်ဆင်နွှဲလင့်ရှိတာပါဒါပြင်ဒီပွဲတော်မှာဗုဒ္ဓဘာသာယုံကြည်သူတွေအတွက်ရေနဲ့အပြစ်တွေကိုစေးကြောလိုက်တဲ့အထိမ့်မဲ့ဖြစ်သလိုမကောင်းတဲ့နိဟောင်းကအနစ်အကျေးတွေကိုစေးကြောတန့်စင်လိုက်တာမျိုးလည်းဖြစ်တယ်လို့ပြောဆိုပါတယ် ဒီရည်သပင်ပွဲတော်ပြီးတဲ့နောက်တစ်ရက်မှာတော့နိသမင်္ဂလာခံယူဖို့ဖျားသွားကုသိုလ်မင်္ဂလာတွေရယူကြပါရစေ။ဒီကနေ့အတွက်ကတော့ ်ချယ်ရစ်လူငယ်တန်အစီအစဉ်ကိုဒကြံအကျိုးမြင်ကွင်းတွေနဲ့ဆုံးသက်ပေးသွားမှာဖြစ်ပါတယ်။ဒကြံကာလမှာလူငယ်တွေအနေနဲ့အနည်းငယ်ကင်းကင်းနဲ့ပျော်ပျော်ရွှင်ရွှင်ရှိကြလိမ့်မယ်လို့လည်းပဲမျှော်လင့်ပါတယ်။နောက်နေ့တွေမှာပဲပြန်လည်ဆုံတွေ့ကြရအောင်နော်။နာတို့ကြောက်ရွံ့လာကြတဲ့ဧည့်တော်များမြို့တော်သူမြို့တော်သားများရိမ့်ကအဖွဲ့များရှင်သက်သက်နေရာများတွင်နေရာယူပေးကြပါယံလေးစားစွာပန်ကြားအပ်ပါရဲ့ရှင် ချူပြုံးရှင်တော်ဓမ္မပြုံးနေတကူလုံး just yeah. a yeah.